မင်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့ Charter Bay နေပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင် Europa League နဲ့ Europa Conference League ပွဲစဉ်တွေကစားကြမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားသွားဖို့ရှိတဲ့ ပွဲစဉ်တွေကနေပြီးတော့မှကျွန်တော်တို့အကြိုက်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ဂျီလိုဝါလီပွဲစဉ်နှစ်ပွဲကိုဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသချက်တွေတည်ပြီးတော့မောင်းတွဲပေါ့နော်ဒါဒီကောင်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရယ်ပေါ့နော်အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီ video အောက်ကကောင်းမှမှာ pin comment အနေနဲ့ထောက်ပြီးတာပေါ့နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပထမအဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည12:55မှာကစားမယ် Red Bull 7နဲ့ Go Ahead Eagle ပွဲစဉ်ပေါ့နော်အဲ့တော့ပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့် ရဘူးစေဘက်ကအကိုသွင်းပြသုံးခဲ့ရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်သုံးကိုသွင်း၅ပြရှုံမယ်ပေါ့နော်အဲ့တော့ဒီပွဲကတော့ဒါယူရိုပါလိပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့တော့ဆဲဘက်ပေါ့နော်အင်ရှင်ပြည့်တဲ့ဆဲဘက်ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကဒီပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ Fiorent Caparo နဲ့အင်ဝင်ဒီယူရိုပါလိပွဲစဉ်မှာဆိုလို့ရှိရင်သူတို့အတင်းကပရမာဘိုင်းမှာ1-0နဲ့ဥဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့လို့ပွဲပြီးမှာသူတို့3-2နဲ့ရှုံးခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီရှုံးပွဲကလည်းသူတို့ရဲ့ဥရောပ ဒီနောက်ဆုံး၅ဝက်စရက်ရှုံးပွဲတစ်ပွဲဖြစ်ခဲ့တယ်ပြီးတော့ဆဲဘက်ကဒီမနစ်ကကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်တွေကနေစတွက်ပြီးတော့စပြီးတော့တွက်မယ်ဆိုလို့ရှိရင်လက်ရှိကစားခဲ့တဲ့ယူရိုပါလိပွဲစဉ်တွေအထိမှာဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့၁၁ပွဲမှာဆိုလို့ရှိရင်ဆဲဘက်က၁၀ဝက်တိတောင်မှရှုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်မှာလည်းဒီဆဲဘက်အနေနဲ့ ဒီယူရိုပါလိမှာနောက်တစ်ဆင့်ကိုရောက်ဖို့ရှုံးတွဲဆင့်ကိုရောက်ဖို့ဆိုတာသူတို့အတွက်တော်တော်လေးကိုခက်ခဲသွားတဲ့အခြေအနေတစ်ခုရောက်သွားပြီဖြစ်တယ်ပေါ့နော်။တပတ်ကဒီနေ့သူတို့ရင်ရင်ဆိုင်မဲ့ Go AE EK အသင်းကိုကျွန်တော်ပြင်ကြည့်သူတို့ကဒီဥရောပအတွေ့အကြုံနဲ့ပြီးတော့ဒီဒီနှစ်မှာသူတို့ကစားရတာဒါသူတို့အတွက်ပထမဆုံးအချိန်ဥရောပထွက်ပြီးတော့ကစားရတာဖြစ်တယ်။ဆိုပေမဲ့လို့သူတို့အသင်းကလက်ရှိမှာပုံစံကောင်းနေပြပြီးကစားနိုင်ရင်ဒီပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာဆိုလို့ရှိရင်လည်းအိမ်ဝင်းမှာသူတို့ Aston Villa အသင်းကိုနိုင်ခဲ့တယ်ပေါ့နော်။ပြီးတော့သူတို့အသင်းက ါလက်ရှိမှာဆိုလို့ရှိရင်တော်တော်လေးကိုဖောင်ကောင်းနေတယ်လက်ရှိယူရိုပါလိမပီးစရာရဲ့အဆင့်၄နေရာကအတင်းနေဆိုလို့ရှိရင်လက်ရှိမှာသူတို့တင်ရရှာမတ်တမတ်ပဲကွာတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲမှာပုံစံကောင်းမရှိမှာရှိမနေနဲ့ဆယ်ဘက်ဂိုအီဟီအီကဲကိုနှစ်ခုပြတ်နိုင်ဘူးဆိုတော့ဂျင်းဒီပါကိုခက်ခဲမှာပဲတစ်ဘက်ကဂိုအီဟီအီကဲကိုတိုင်းကလည်းဒီပွဲမှာအနည်းဆုံးတော့ဆယ်ဘက်စီကတည်တမတ်ခွဲယူနိုင်မလို့လည်းထင်တယ်ပေါ့နော်ဒါပြောမှဆိုလို့ရှိရင်ဆယ်ဘက်ကသူတို့ရဲ့ Australian League မှာဆိုလို့ရှိရင် ပုံစံကောင်း ပြခဲ့ဆိုပေမဲ့လို့ဒါဥရောပအပြိုင်ပွဲမှာဆိုလို့ရှိရင်ဆေးဘက်အခြေစွမ်းတော်တော်ညံ့တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဆေးဘက်9လဲ21တကူကွာလောက်နေပဲ99လေးပဲကျွန်တော်ထင်တယ်အဲ့တော့တကူသွင်းမှပြ30ရရမယ် နှစ်ကိုပြတ်သွင်းမှာကြီးပြီးအောင်မဲ့ဆဲဖွက်တဲ့ဆိုင်ကျွန်တော်ကအဝေးကွင်းအတင်ဖြစ်တဲ့ဂိုးအဟိအီကဲတင်ဝဲတာပရမောင်းဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ပြေးချေပြေးချင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ဒုတိယမြောက်သုံးသက်ပြေးချင်တဲ့ပွဲစဉ်အကြတော့ဒီနေ့ည၂နာရီခွဲမှာကစားမဲ့အက်စွန်ဘီလာနဲ့မက်ကာဘီတဲအဖေအတင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကယူရိုပါလိပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့တော့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်အက်စွန်ဘီလာက၂ဂိုးသွင်း35ပြတ်ရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း25ပြတ်ရှုံးမယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကမက်ကာဘီ ဒီတဲ့အဖေပေါ့နော်အဲ့ဒီအသင်းကိုကျွန်တော်ပြန်ကြည့်သူတို့ကသူတို့ကစားခဲ့တဲ့ဥရောပပြိုင်ပွဲနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကတွင်ကိုတကိုးပဲရထားလေးရေပေါ့နော်ဒါပေမဲ့လို့သူတို့ကစားခဲ့တဲ့ ဒီပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်နောက်ဆုံးကစားခဲ့တဲ့ဒါယူရိုဘာလီပွဲစဉ်မှာဆိုလို့ရှိရင်အဝေးခွင်ပွဲစဉ်မှာသူတို့အသင်းရဲ့ခန့်စစ်ကကလင်းရှိရခဲ့တယ်ပေါ့နော်အဲ့တော့ဒီဒီနေ့အင်ရှင်ဖြစ်တဲ့အဆွန်ဗီလာကိုကျွန်တော်ပြန်ကြည့်သူတို့ရဲ့ဒီနောက်ဆုံးကစားခဲ့အင်ဝင်း၄ဝက်စတိုင်မှာအဆွန်ဗီလာနိုင်ခဲ့တယ်ဆိုပေမဲ့လို့သူတို့ရဲ့လက်ရှိခြေစွမ်းအရာဆိုလို့ရှိရင်ရင်းတည်ငြိမ်တဲ့အနေအထားတခုမှမရှိနေဘူးပေါ့နော်သူတို့အသင်းက ဒါအခုနှစ်ဘောလုံးရသည်မှာကစားခဲ့တဲ့ပြိုင်ပွဲစုံကိုကျွန်တော်ပြန်ကြည့်သူတို့ရဲ့အိတ်ကွင်းဘီလာဘက်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် twin ကို2ကိုးထက်ကျော်ပြီး twin နိုင်ခဲ့တာအစုစုပေါင်းတပွဲပဲရှိတယ်ဗောနော်အဲ့ဒီပွဲစဉ်ဟာ full one ကို3 one နဲ့နိုင်ခဲ့တဲ့ပွဲစဉ်တပွဲဖြစ်တယ်ပြီးတော့ဒီရသည်မှာသူတို့တင်းကစားခဲ့တဲ့အိတ်ကွင်းအဝေးကွင်းဗောနော်ပြိုင်ပွဲစုံမှာဆိုလို့ရှိရင်အစုစုပေါင်းအစုမီလာ14ပွဲကစားတာပဲဗောနော်အဲ့ဒီကစားခဲ့တဲ့14ပွဲလုံးမှာဆိုလို့ရှိရင်လည်းဒီပြိုင်ဘက်ကို twin ကို2ကိုးထက်ကျော်ပြီး twin နိုင်ခဲ့တာလည်းအဲ့ဒီ full one ကို3 one နဲ့နိုင်ခဲ့တဲ့ပွဲစဉ်တပွဲပဲရှိတယ်ဗောနော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီပွဲမှာ အဆူမီလာအတင်းတစ်ဖက်ကမက်ဂါဘီတဲအဗစ်တင်းသုံးခုပြက်တွင်းဖို့ဆိုတော့နည်းနည်းတော့ခက်ခဲနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗောနော် ပြီးတော့ဒီအဆူမီလာကဒီပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ ကိုအေအေကနဲ့ယူရိုပါလိဝေးစင်းမှာဆိုလို့ရှင်လဲရှုံးခဲ့ရဆိုတော့ဒီဘက်မှာသူတို့အနေနဲ့တစ်ဖက်ကပြိုင်ပွဲဖြစ်တဲ့ဘာဂါဗီတဲအပိအတင်ကိုအနည်းဆုံးတော့ပေးကုန်မပေးအောင်သူတို့ကစားနေကစားဖို့ပဲသူတို့စဉ်းစားလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်တစ်ဖက်ကအတင်ကကြတော့လေဒီသူတို့ကစားခဲ့တဲ့ဒီဥရောပပြိုင်ခွေနောက်ဆုံး၄ဘက်မှာအတွင်းကိုတကိုးပဲရတာတည်းဆိုတော့လက်ရှိဘီလာဘက်မှာသူတို့ဘီလာတင်းကိုတွင်းကိုတွင်းဖို့ဆိုတာအချိန်ကြီးပေါ့ခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲက SU Mila နိုင်ဝဲရမယ်လို့ထင်တယ်ဒီ 1C 2C 3C လောက်အထိပဲဖြစ်နိုင်တယ်ပဲကျွန်တော်ထင်တယ်ပေါ့နော် SU Mila ရဲ့တိုက်စစ်အရာလည်းဒီဘက်မှာသူတို့တင်းအနေနဲ့အမြင့်ဆုံးတင်းကို3ဂိုးလောက်ထိပဲရောက်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဂိုးပေါင်းကြီးအရာ3ဂိုးတွင်25ပြားရှုံးဝင်ဆိုတော့ဂျေးတခုမှာကျွန်တော်ကဒီဝက်စင်အတွက်ဆိုလို့ရှိရင်ဂိုးအောက်ကိုပဲကြိုက်တယ်ဗောနော်ဒီနှစ်တင်းပေါင်း3ဂိုးအထိပဲအမြင့်ဆုံးရောက်နိုင်မယ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒုတိယမြောက်ဝက်စင်မှာတော့ဂိုးအောက်ကိုပဲရွေးချယ်ပေးခြင်းနဲ့ဗော